ားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တန်လင်းမျိုးနယ်မှာရှိတဲ့တန်လင်းမျိုးမလေးကြီးရဲ့ညနေဘက်လေးတန်းလေးအကြောင်းပဲဖြစ်ပါတယ်တန်လင်းမျိုးမလေးတွင်မှာဘလောက်ထိစီကားလဲဆိုတာကိုကြည့်ရှုလိုက်ရအောင် Let's go ဒါကတော့ညနေဘက်လေးတန်းလေးတစ်ခုပေါ့နော်ညနေဘက်လေးတန်းလေးဆိုပေမဲ့ဒီလေးတန်းလေးကနေပြီးတော့လက်ဆက်တဲ့အသီးနှံတွေ တန်းငါးတွေငါ၆နဲ့ငါပြည့်ရီတို့လျာစသဖြင့်ပေါ့နော်စုံစုံလေးနေနေကိုတွေးရှိရပါတယ်ဇင်းလုံးတွေကလည်းချိုးသားတဲ့အတွက်ကြောင့်ပေါ့နော်အဲဒီဝယ်ယူတဲ့သူတွေဝယ်ကြတဲ့စားသုံးမဲ့လူတွေအတွက်လည်းတင်းတင်းမြတ်တာတဲ့ဇင်းလုံးတွေကိုလည်းဆိုလို့ရပါတယ်ဟုတ်ကဲ့ဒါကတော့ညနေဘက်ဇေယျတနေရရဲ့ဟင်းတီဟင်းရွက်လက်လက်ဆက်ဆက်လေးတွေကိုရရှိနိုင်တဲ့နေရာဖြစ်တယ်လို့နောက်တစ်ဖက်မှာတော့တန်ဃာရန်တနေရပဲဖြစ်ပါတယ်တန်ဃာရန်မှာဆိုရင်လည်းလက်ဆက်တဲ့တန်ဃာတွေကိုလည်း လင်းလုံးချူတာလောင်းနဲ့ဖွဲ့ယူရရှိနိုင်ပါတယ်။ညနေဘက်၄တိုင်းဖြစ်တဲ့အတွက်မနက်ပိုင်း၄တက်ဆိုင်ရင်လင်းလုံးအဆင်ပြေစေတယ်လို့လည်းဆိုလို့ရပါတယ်။အဲကျွန်တော်တို့လိုမျိုးတော့ပေါ့နော်မိသားစုနဲ့ဆိုရင်လည်းအလောက်ကပြန်မှဟင်းချက်စရာတွေဝေယူကြရတာဆိုတော့ကျွန်တော်တို့လိုအလောက်ကပြန်ရှုံးကပြန်အလုပ်သမားတွေဝန်ထမ်းတွေလည်းလာရောက်ဝေယူအပ်ပေးကြရတာကိုလည်းတွေ့ရပါတယ်။ဒီစီရညနေဘက်စီဆိုပေမဲ့မနက်ပိုင်းစီလည်းရှိပါလိမ့်မယ်။မနက်ပိုင်းစီကတော့တန်လျင်မြို့မဆေးကြီးအကြောင်းပေါ့နော်။ မနက်ပိုင်းဈေးအကြောင်းကိုတော့နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုကတော့ညနေပိုင်းဈေးဖြစ်တဲ့အတွက်ကြောင့်ညနေပိုင်းအတွင်းမှာဝယ်ယူရရှိနိုင်တဲ့အသီးနှံတွေ၊တန်းငါးတွေ၊လက်ဆက်တွေအစားအစာတွေပေါ့နော်။အဲ့ဒါကြီးအားလုံးကိုလည်းဝယ်ယူရရှိနိုင်တယ်လို့ဒီဈေးကနေပြီးတော့ပေါ့နော်။ပြန်တော့မယ်ဆိုရင်လည်းဒီကစိုက်ကဲကဲဒီဆရာကြီးများနဲ့လည်းမိမိနေထိုင်ရနေရာကိုပြန်လည်လို့ရပါတယ်။အခုဒီဗီဒီယိုကြီးကိုအသေးစိတ်ပေါ့နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းလေးတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေကျေးဇူးပါ